ခုဒီနေ့ကတော့ကျွန်တော်တို့ဟိုပါပေါ့ rule ပတ်ပြီပေါ့เนาะဒါအခုပတ်ပြီ session 1ပေါ့ပတ်ပြီ session 1ကိုတင်မယ်ပတ်ပြီ session 1 conduct of vessel in any condition of visibility အခုဒီပတ်ပြီမှာပတ်ပြီမှာက conduct of vessel in any condition of visibility ဆိုတော့ visibility ကပြောရမယ်ဆိုရင်တော့နှစ်မျိုးပဲရှိတယ်ပေါ့เนาะဟိုမြင်ရလားမမြင်ရဘူးလားပေါ့เนาะဒါရှင်းရှင်းလေးပေါ့မြင်ရလားမမြင်ရဘူးလို့လားဆိုတဲ့သဘောပဲရှိမယ်အဲ့ဒါဆိုတော့မြင်ရတယ်ဆိုရင် အခုတောင်မြင်ရတယ်ဆိုရင်ဟိုမြင်ရတယ်ဆိုရင်၃ဟာ၃ဟမဲ့ rule တွေကပမာလဲပေါ့နော်တကယ်လို့မမြင်ရဘူးမမြင်ရတဲ့အချိန်မျိုး resistive visibility မှာဆိုရင်ဘယ် rule တွေကိုသုံးရမလဲပေါ့ဒါအဲ့လိုခွဲခြားထားတာပေါ့အဲ့ဒီမှာမှသူက visibility မြင်ရတယ်တယောက်တယောက်မြင်ရတာမျိုးဖြစ်တယ်ပေါ့နော် rule 3မှာပြောရတဲ့အတိုင်း inside of one data ပေါ့နော်အဲ့လိုမျိုးရှိရပေါ့အဲ့တော့အခုကျွန်တော်တို့ rule 4ရဲ့ rule 4 application ပေါ့နော် rule 4 application အဲ့တော့ rule in this session applying any condition of visibility visibility ဘယ်လိုအခြေအနေမျိုးမှမစိုးတဲ့ e rule ကိုသုံးပါမယ်တဲ့ပြောချင်တာအဲ့တော့ visibility ဘယ်လိုအခြေအနေမျိုးမှဆိုရင် e rule ကိုသုံးမယ်အဲ့တော့ပြောချင်တာကဟို restricted visibility ပဲဖြစ်ဖြစ်ဒါမှမဟုတ်လဲ insider one data ပဲဖြစ်ဖြစ်ဒီ decision ရ rule တွေကိုသုံးသုံးချရမယ်ပေါ့နော်လိုက်နာရမယ်ပေါ့အဲ့ဒါပြောတာအဲ့တော့ကျွန်တော်တို့ကအဲ rule 5ပေါ့နော်ဒါ rule 4လေးရတော့ဒီတစ်ချောင်းပဲဆိုတော့ပြီးသွားပြီပေါ့အဲ rule 5 rule 5ကကျတော့ lookout အလုတ်ကောက်မှာပါလဲဆိုတော့ every possession or time maintenance protocol lookout by site and hearing as well by available main appropriate in the prevailing circumstances and condition so as to make a true appraisal of situation and all the risk of collision ပေါ့နော်ဒါကတော့ကိုကနာကျွန်တော်တို့ဟိုထဲမှာပြောသလိုပဲဒေကောင်ဒီယာတစ်ခုလုံးဟာကိုကြက်ရမှာကြက်ပြီးဆောင်ဝဲကြရင်မေးတဲ့ချိန်ကျရင်ဒါအဖြေပေးရမှာပေါ့နော်တကယ်လို့အဲ့ဒါကိုမင်းဘလို့နားလဲလဲဆိုတဲ့ဟာဆိုရင်တော့ကျွန်တော်ခုနပြောရတယ်ကျွန်တော် translate translate မှာပေးထားတဲ့အတိုင်းပေါ့ ဒါကိုကနားလဲဆိုလို့ပြန်ရှင်းပြပေါ့ဒါကိုဒီလိုထပ်တူကြရှင်းပြရတာမလိုပါဘူးကိုနားဘယ်လိုနားလဲလဲဆိုတဲ့ပုံကိုပူတည်တယ်ပေါ့နော်အဲ့တော့ဗစဲတိုင်းကတဲ့ risk of collision နဲ့ situation ကိုကျွန်တော်တို့အပြည့်အဝသုံးသပ်မယ်သုံးသပ်ဖို့အတွက် site and hearing ပေါ့နော်ကျွန်တော်တို့ဟို hearing ကြားတာတွေ site မြင်တာတွေအဲ့ဒါတွေအပြင်နဲ့အခုဖြစ်ပေါ်နေတဲ့တင်မော့ရဲ့အခြေအနေပေါ့ circumstance and condition တို့နဲ့တင့်လျော်မဲ့ ရနိုင်သမျှနီလန်အားလုံးကိုအသုံးပြုပြီးတော့တဲ့အချိန်တိုင်းမှာကျွန်တော်တို့က proper lookout ပြုလုပ်ရမယ်တဲ့ပြောရတဲ့သဘောကအကို AB က bridge မှာဒါ lookout လုပ်တယ်ဆိုရင်ဒါ तू ရနိုင်သမျှနီလန်နေအကုန်အသုံးချရမှာပဲသဘောကဟွန်းတန်ဆိုလဲ तू ကြောင်းကြရမယ်သဘောပြောတာဟုတ်တယ်မလားဟိုတကယ်လို့စိုက်ရမြင်မယ်ဆိုလဲကျွန်တော်တို့တခြားစိုက်ကိုကြည့်မယ်ဆိုလဲဥမာတခြားတဲ့ဘုံကိုမြင်နေအကိုစီလာနေတာဒီမှာပြောဒီမှာ CPA ဘလောက်ပေါ့အဲဒါဆိုဒီမှာလဲ ကြာတမောတွေတွေ့နေတယ်ဥမာ floating object တွေမျောလာတွေတွေ့တယ်ဆိုလဲအာဒီမှာတမောတော့ဟွာတွေရောမျောလာတဲ့ object တွေတော့အဲဓာမျိုးတွေကိုကျွန်တော်တို့ကပြောပြရမယ်ပေါ့နော်အဲ့လိုပုံစံပေါ့အဲ့အဲ့လိုအပြင်အခုလက်ရှိတမောမှာဘာတွေဖြစ်နေလဲပေါ့အဲအဲ့ဒါကိုလဲကိုကကြည့်ရမယ်အဲ့လိုသဘောပေါ့နော်အဲ့တော့ဒီဒီမေးခွန်းဒီ group မှာကျွန်တော်တို့ကမေးနိုင်တဲ့အရာတွေအများကြီးပါတယ်ဗျထူးဆန်းတာပေါ့နော်ဘာတွေမေးနိုင်လဲဆိုတော့ဥပမာ proper lookout ဆိုတာဘာလဲပေါ့နော် proper lookout ဆိုတာဘယ်လိုမျိုး proper lookout လို့ခေါ်တာလဲပေါ့ဒါအပေါ်မှာ AB AB တွေ duty officer တွေ duty ယူမယ်ဘယ်ဟာ proper lookout လို့ခေါ်တာလဲနောက်တစ်ခုက site and hearing site အမြင် hearing site and hearing ဆိုတာဘာမျိုးတွေကိုပြောတာလဲပေါ့နော်ပြီးနောက်တစ်ခုကကျွန်တော်တို့ all available mean all available mean ဆိုတာဘာလဲပေါ့ပြီးနောက်တစ်ခုကကျွန်တော်တို့ full appraisal of the situation situation တစ်ခုလုံးကိုကျွန်တော်တို့အဲ full appraisal လောက်တာပေါ့နော် ဒါကိုဘာတွေရှိမလဲပေါ့အဲ့ဒါကိုကျွန်တော်ကအရှင်းပြမယ်ဥမာ site and hearing ကိုကျွန်တော်စာရှင်းပြမယ် site and hearing ဆိုတာကဥမာ site site ဆိုတော့အမြင်ပေါ့အမြင်ဆိုတော့အကို visual နဲ့မြင်တာလည်းရှိရင်ရှိမယ်နောက်တစ်ခုက visual ဆိုတာဒီတိုင်းမျက်လုံးနဲ့မြင်လိုက်တာပေါ့အဲ့လိုရှိမယ်ဒါမှမဟုတ်လည်းအကို binocular နဲ့သုံးမယ် binocular သုံးပြီးတော့ကြည့်လို့မြင်တာလည်းဖြစ်နိုင်မယ်ဒါမှမဟုတ်လည်းနောက်တစ်ခုကဘာတွေမှဖြစ်နိုင်လဲဆိုတော့ကျွန်တော်တို့ bridge မှာသုံးတဲ့ radar တွေ radar တွေအပေါ်မှာ radar ပေါ်မှာ ဝေရဘမှာ target တွေမြင်လို့ဒါအကိုကဒါ junior officer ကိုအာဟို junior officer ကိုအကိုကပြောရမှာဗောနော်ဒါအခု radar မှာဆရာကြီးဒီမှာ target တခုတော့တွေ့တယ်ဘာညာဗောနော်အဲကုံသုံးတယ်ကုံသုံးဗောဒါနောက်တစ်ခုမျိုးက AIS AIS မှာလည်းဘာ information တွေဝင်နေလဲဒါတွေအကုန်လုံးကအကိုမျက်လုံးနဲ့ကြည့်ရတဲ့အရာတွေအဲ့ဒါကြောင့်အကို site လို့ပြောတာနောက်တစ်ခုက hearing hearing ကြတော့အကြားဗောအကြားဆိုတော့ရှင်းရှင်းလေးအကြားဆိုတော့ VHS ကတွေကိုယ်တင်မအောင်လမ်းခေါ်နေရလည်းဖြစ်နိုင်တယ် အဲဘေးချက်ကလမ်းကော်တင်နာမျိုးဆိုလဲကိုကဒီကျွန်တော်တို့ jury officer ကိုအကြောင်းကြားပေးရမှာပေါ့နော်ဒါအားကျွန်တော်တို့ဥမာမတို့တမောက်လမ်းခေါ်နေတဲ့ပြန်ထုတ်လိုက်အောင်ပါညာပေါ့နော်နောက်တစ်ခုကအလန်းအလန်းဆိုတဲ့ຢာကကျွန်တော်တို့ bridge မှာဆိုရင်ဒါအလန်းတွေအမြင်လာတယ်သိရမလားဟို for land လာတာတမျိုး attic ကလာလိုက်နောက်တစ်ခုက gmr asset ပစ္စည်းတွေကလာလိုက်ပေါ့အဲ့လိုအလန်းတွေနောက်တစ်ခုကဒါ bnw ရဲ့အဲ့လိုအလန်းတွေပေါ့နော်အဲ့လိုအလန်းတွေမှာဆိုလဲအကူကအဲ့ဒီအလန်းတွေကိုလည်းနားထောင်နေရမယ်ညနေနားထောင်နေရမယ် နောက်တော့နေပြီးတော့နုံနုံကြကြရှိရမယ်ရှိနေတကယ်လို့သိတယ်ဆိုရင်ကြားတယ်ဆိုရင်ဒါ duty duty officer ပေါ့ duty officer ကိုကျွန်တော်တို့ကပြောပြပါတော့ပြောပြရမယ်ခေါ်နေရနောက်တစ်ခုကကျွန်တော်တို့ maneuvering and warning signal maneuvering warning signal ဆိုတာကကျွန်တော်နောက်မှနောက် rule တွေမှာကျွန်တော်နောက်ပိုင်း rule တွေမှာ maneuvering signal ကဘယ်လိုမျိုးကြီးလဲဆိုတော့ပြောပြတာပါတော့ဥမာကျွန်တော်တို့ဟွန်းနေတီးရဲဥမာကျွန်တော်တို့ဟွန်းလောင်းဟွန်းနေတီးရဲပေါ့နော်ဥမာလောင်းဟွန်းနေတီးရဲဆိုရင်ကျွန်တော်အဲလောင်းဟွန်းရဲ့ရည်ရွယ်ချက်ကဘာရည်ရွယ်ချက်လဲပေါ့နော်တီးရဲ့ ဘုံမှာ1 shot plat တီးရလား5 shot plat တီးရလားအဲ့လိုပေါ်မူတည်ပြီးတော့သူ့ရဲ့ intention ကိုကျွန်တော်တို့ကသိရမယ်အဲ့တော့သူတီးနေတဲ့ပေါ်မူတည်ပြီးတော့အာဒီ intention ကဘာဒါမျိုးပေါ့နော်အဲ့ဒါမျိုးကိုလည်းကျွန်တော်တို့ကအရာရှိကိုကျွန်တော်တို့ကအကြောင်းကြားရမယ်နောက်တစ်ခုက force signal force signal ဆိုတဲ့ခုနလိုပြောသလို residual visibility ဖြစ်နေတယ်ဘာမှမမြင်ရဘူးမမြင်ရတဲ့အချိန်မှာကျွန်တော်တို့ force signal ကြီးတီးတယ်အဲ့ဒီ force signal တီးတဲ့ကြားရတဲ့ပေါ်မူတည်ပြီးတော့ကျွန်တော်တို့က action user တွေဘာတွေကြွေးပြားတယ်ပေါ့နော်အဲ့လိုမျိုးတွေရှိတယ်အဲ့ဒါကြောင့်အကူတော့ science hearing ဆိုတာ ဒီဘိုင်းတွေကိုပြောတာပေါ့နော်အဲနောက်တစ်ခုကကြတော့အဲကိုတို့နောက်တစ်ခုကကြတော့ကျွန်တော်တို့ဟိုပါပေါ့ကိုဒီ STCB lookout ပေါ့အဲ lookout ကကျွန်တော်တို့ဒီ STCB ကတော့ကြားမှုမဲ့ထင်ပါတယ် standard training certification and west keeping for officer ပေါ့နော်အာကျွန်တော်တို့အဲ့တော့ STC2 ကကျွန်တော်တို့အခု certificate တွေအကုန်လုံးအကုန်လုံးအခုတက်တက်နေတဲ့ အဲ25တို့24တို့ဒါတွေအကုန်လုံးကကျွန်တော်တို့ STCW အရာအကိုတို့ကလက်မှတ်ထုတ်တာပါဗောနော်ပြောရမယ် STCW ကလက်မှတ်ထုတ်တာအဲ့တော့ဒီ STCW lookout ဆိုတဲ့အရာမှာ STCW ထဲမှာပေါ်ပြတဲ့ lookout ဗောနော်ဒါမျိုးပြောတာဗောအဲ့တော့ကျွန်တော်တို့ကခုနကလို bridge ပေါ်မှာရှိနေတဲ့ lookout ကကျွန်တော်တို့ဘာလောက်ရမလဲအချိန်တိုင်းမှာ ကျွန်တော်တို့က proper lookout လုပ်ပေးရမယ် science hierarchy နဲ့ခုနကကျွန်တော်တို့ပြောတယ် science hierarchy နဲ့ proper lookout လုပ်ပေးရမယ်ခုနလိုကြားရင်ကြားတဲ့ဟာပြောအဲတွေ့ရင်တွေ့တဲ့ဟာကိုပြောပြအဲတွေ့နေအဲ့တော့ဟိုဟိုဟာပေါ့ဒီတိုင်းပဲလမ်းလေးပဲရှောက်ပြီးတော့နေနေလို့မရဘူးပေါ့နော်လိုက်ကြည့်နေရမယ်ကိုကအာ signal လာတယ်ဆိုလည်း signal လာရင်ပြောအလန်းလာဆိုအလန်းလာနောက်ဆုံး bridge ပေါ်ဖုံးခေါ်တိုင်းအတန်အစားပေါ့ဟိုကဖုံးခေါ်တယ်ဖုံးလာတယ်ဒါလည်းပြောရမှာပဲဘာကြောင့်လဲဆိုတော့ဖုံးလာတယ်ဆိုတာဘယ်ရလာမလဲလာမလဲမသိဘူးလေနောက်ဆုံး ဟိုဂယ်လီယာလာလာလာနေပါကျွန်မမီးလောင်နေတယ်ပါညာပေါ့အင်ဂျင်ကလည်းပုံစံရင်ပုံစံမယ်ငါတို့စီရီယိုတွေလို့မကြိုင်ခင်ဆက်ရရင်ရရမယ်ဒါမျိုးပေါ့နော်ဒါတွေအကုန်လုံးကိုလည်းကျွန်တော်တို့ကအမြဲတမ်းအဲကျွန်တော်တို့က fruit appraisal ပေါ့နော် fruit appraisal လုပ်နေရမယ်ပေါ့နော်ဥပမာဘယ်လိုမျိုးလဲဆိုတော့လုပ်နေတဲ့အတွင်းမှာကျွန်တော် disrupt ဖြစ်နေတဲ့သင်္ဘောတွေ aircraft တွေပေါ့နော် နောက်သင်္ဘောပြက်တွေရှိတာမျိုးတွေဒါသင်္ဘောပြက်မှာထွက်လာတဲ့အပျက်စီးအပိုင်းစားတွေ survivor တွေကိုလည်းသိချာကြည့်ရမယ်ဥပမာကျွန်တော်တို့က bridge မှာဆိုရင်ဥပမာကျွန်တော်တို့အဲ GM ရဲ့ဆက်ကတွေကျွန်တော်တို့ဝင်လာတယ်ပေါ့နော်အဲလူတယောက်ကျွန်တော်တို့သွားမယ်လမ်းလမ်းကြောင်းမှာလူတယောက်ကပြုတ်ကျသွားတယ်မန်းတို့ပါပုတ်အဲမန်းကပြုတ်ကျတယ်သိတယ်ဆိုရင်အဲ lookout အနေနဲ့ကလည်း lookout နေရာလည်းအဲ့ဒီအာပြုတ်ကျနေတဲ့ survivor ဒါဆိုမန်းတို့ပါပုတ်ကိုသွားမယ်လမ်းကြောင်းမှာတွေ့ရင်ကိုကကြရမှာဟုတ်ကိုကကြရမှာဆိုတော့ဒါကိုလည်းကိုရီးယားလိုက်ပြီးတော့ကြီးစုပေးရမယ်ပေါ့နော် လိုက်ပြီးတော့တိနေရမှာပေါ့နောက်ဆုံးကိုယ့်အရှိနာမှာတင်မောပြက်သွားတယ်တင်မောပြက်သွားတယ်အာတင်မောပြက်သွားတယ်ဆိုရင်တင်မောမီးလောင်နေရလားဘာလဲပေါ့နော်ဒါကိုရီးယား district rally လုပ်ပေးရမယ်ဆိုလဲရုတ်ပေးရမယ်ပေါ့ဒါမျိုးပေါ့နော်အဲ့ဒါဆိုအပြက်စီးတွေအပိုင်းစတွေကိုလည်းကျွန်တော်တို့ကကြည့်ပေးရမယ်ပေါ့နော်အဲ့လိုပေါ့အဲ့ဆိုတော့ဘာလို့လဲဆိုတော့အဲ့ဒီ lookout man ကိုတဲ့ကျွန်တော်တို့ကအခြား duty တွေမပေးရဘူးတဲ့ lookout တစ်ခုတည်းတာဝန်ယူခိုင်းရမယ်တဲ့တဘောကတချို့ကဘယ်လိုမျိုးလုပ်လို့ရှိတယ်ဆိုတော့ bridge မှာစေးတုပ်ခိုင်းတာမျိုးပေါ့ bridge မှာစေးတုပ်ခိုင်းတာမျိုး ဥမာ bridge မှာဆိုရင်ကျွန်တော်တို့အာဂျူဒီပဲယူပေါ့ဂျူဒီရဲ့ယူဒါပေမဲ့တင်းမောကမရှိဘူးတင်းမောကတိတ်မရှိတော့အာအမင်းဂျူဒီမယူနဲ့ဂျူဒီမယူပဲနဲ့အဲ bridge ဝင်လေးဆေးလေးတုတ်လိုက်ပါအောင်ပေါ့နော် bridge ဝင်ဆေးလေးတုတ်လို့ပါအောင်ဆိုခိုင်းထားတယ်ပေါ့အဲ့လိုမျိုးဒါမခိုင်းရဘူးပေါ့ဒါကိုကဂျူဒီသမားဆိုရင်ဒါဂျူဒီသမားအတိုင်းပဲဂျူဒီယူဂျူဒီယူခိုင်းရမယ်ဒါမျိုးပြောတာပေါ့နော်ကျွန်တော်တခါကြရင်အပေါ်မှာဂျူဒီယူနေနေဥမာနောက်နေ့ standard ရိုက်မှာမလို့ standard ဖောက်ခိုင်းတာတို့တင်မှာ standard ဖောက်ပြီးတော့အာ သဘောကအဲ့လိုမျိုးပေါ့သိရဒါမှမဟုတ်လဲ bridge ကိုတခြားအလုပ်တွေပေါ့တန်ရှင်းရေးလောက်ခိုင်းတာတို့ဘာလို့ညာတို့ပေါ့နော်ဒါမျိုးတွေကိုမလုပ်ရဘူးပေါ့ lookout တစ်ခုတည်းကိုတောင်းယူခိုင်းရမယ်ပေါ့နော်ဒါမျိုးပြောတာနောက်တစ်ခုကကျွန်တော်တို့ lookout man ကိုတဲ့အခြားသူ lookout man နဲ့ husband ကိုတီးတက်တီးခြားထားရမယ်တဲ့သဘောကပြောတာဆိုတော့အကွက်ဝီးကင်နေဝီးကင်နေနဲ့ lookout လုပ်လို့မရဘူးလीပြောချင်တာဝီးကင်နေနဲ့ lookout လုပ်လို့မရဘူးအဲ့တော့ lookout လိုအပ်လာတဲ့အချိန်မှာ ABO ဝီးကင်ထားရဲဆိုရင် lookout တယောက်ထပ်ထားရမယ်ပြောချင်တာ lookout lookout ထားပေါ့တဘောကဥမာ ဟိုကျွန်တော်တို့ pilot တိရှိပါလို့ဆိုရင် master ရှိနေတယ်ဆိုရင်တော့ဥမာ OW ကဒါ lookout လုပ်နေတာပေါ့အဲ့ချိန်မှာဒါပေမဲ့ AB ကတော့ဘာလုပ်နေလဲဆိုတော့ AB ကအဲ့ချိန်မှာ week guide နေပေါ့ဒါပေမဲ့ week guide နေတဲ့အတိုင်းတာတစ်ခုအတွင်းမှာပဲသူကတော့ဟို lookout တော့လုပ်နေမှာပေါ့နော်ဘာဖြစ်ဖြစ် तू တွေ့တာ तू မြင်တာတော့ तू ပြောလို့ရပြောရမှာပေါ့နော်ဒါပြောတာနောက်တစ်ခုကကျွန်တော်တို့ OW ဟာ navigation web ကို daylight အချိန်မှာပဲ solo lookout ယူနိုင်တယ်တဲ့ solo lookout ဆိုတာကကျွန်တော်တို့သိတဲ့အတိုင်းပေါ့အခုကျွန်တော်တို့ ဟို ABD OSD ဆိုရင်ကျွန်တော်တို့ demand တွေချလိုက်တယ်ပေါ့ demand ချလိုက်တော့နှိကင်းနေဆိုရင် officer တွေက duty တယောက်တည်းယူရတယ်ပေါ့နော်အဲ့တော့သူတို့တကယ်တမ်း day light မှာပဲ solo lookout ယူနိုင်တာညမှာဆိုရင်သူတို့ solo lookout လုံးဝမထားအောင်စိတ်မဖြစ်ဘူးပေါ့နော်ဒါပေမဲ့ solo lookout ထားဖို့အတွက်ကိုဘယ်သူကဆုံးဖြတ်လို့ရလဲဆိုတော့ master တော့ဆုံးဖြတ်လို့ရတယ်သူအဲ master ဒီဒီချိန်တော့မလိုအပ်ဘူး solo lookout ထား duty သမားတွေထားပါတော့ demand ချလိုက်ပေါ့နော်ဒါလုတ်လို့ရတယ်ပေါ့နော် တကယ်လို့ solo ောက်ထားမယ်ဆိုရင်ကျွန်တော်တို့ဘာတွေထည့်သွင်းစဉ်းစားအောင်လဲဥပမာ weather အခြေအနေ weather ကောင်းလားနောက်တစ်ခုက visibility အခြေအနေ visibility တော့ဘယ်လိုလဲ traffic ကရောရှင်းနေလားတမောတွေရှင်းနေလား traffic ရမ်းရှုံနေလားနောက်ဆုံး TSS တို့ကျွန်တော် TSS အနီးနားမှာ navigate လုပ်နေမနေပေါ့နော်အဲ့လိုပေါ့နောက်တစ်ခု OW က assistant လိုအပ်လာရင်တော့ bridge ကိုအလင်းမြန်ခေါ်နိုင်မခေါ်နိုင်စတဲ့ situation တွေပေါ်မူတည်ပြီးစစ်ဖြစ်တယ်ဆိုမှထားရပေါ့တဘောကဟိုကျွန်တော်တို့ AB တွေ duty ချားလိုက်တယ်အောက်မှာကျွန်တော်တို့အလုပ်ခိုင်းလိုက်တယ်ဆိုရင်ကျွန်တော်တို့ကဟို walk doggy ပေးထားရလေသိရမလားလုံးဝလမ်းခေါ်မယ်လုံးဝလမ်းခေါ်မယ်ပေါ့သိလားမလားအဲ့လိုပုံစံပေါ့အဲအဲ့လိုပုံစံမျိုးကိုကျွန်တော်တို့ပြောတာပေါ့နော်အဲမကြခင်ကျွန်တော်တို့က traffic ကတွေ့တော့မယ်တဘောက fishing boat ကြီးတုတ်ကြီးတွေ့ရအဲ့ဒါဆိုရင်လာအာလာ AB ပေါ်တက်ပေါ်တက်ပေးပါအောင်ဘာညာဆိုပြီးတော့အဲ့လိုမျိုးခေါ်တဲ့ပုံစံပေါ့နော်အဲ့လိုမျိုးထားဒါကတော့ master ဆုံးဖြတ်ခွင့်ရှိပါတယ်ပေါ့နော်နောက်တစ်ခုက navigation web ဖွဲ့စည်းပုံမှာကျွန်တော်တို့ weather တွေ traffic တွေ workload တွေ fitness ကြီး equipment facility ပေါ်တွေမူတည်ရပေါ့ bridge မှာ navigation နဲ့ web အခြေအနေပေါ်မူတည်ရကျွန်တော်တို့အသုံးပြုနေတဲ့ အဲကျွန်တော်တို့လက်ရှိရှိနေတဲ့တမောတမောမှာအခုကြုံတွေ့နေရတဲ့ weather ပေါ့ပြီးတော့ traffic များလားတို့က warp load ဥမာအခု navigation OW ယူနေတယ် OW ကဥမာစိတ်ကန်းထွက်လာကန်ဒီစင်းစင်းရောစင်းစင်းရောဆိုယူလာပြီးမှသူကစင်းစင်းရောယူလာပြီးမှအခု duty တန်းဝင်လာရယ်ဆိုရင်သူ့မှာ warp load ကအရင်များလာတယ်လေ warp load ကအရင်များလာတယ်အဲ့ဒါဆိုရင်သူ့မှာကျတော့ fatigue ဖြစ်နေတာပေါ့နော်နောက်ဆုံးသူပင်ပန်းနေတာပေါ့ပင်ပန်းနေရယ်ဆိုရင်ဒါသူတယောက်တည်းကို solo ကထားလို့မရဘူးလေဒါတွေအကုန်လုံးလည်းကျွန်တော်တို့ထည့်သိမ်းစဉ်းစားရမယ် နောက်ကသူရဲ့ fit နဲ့အာသူကျမ်းမာနေလားနေမကောင်းဖြစ်နေလားဖျားနေလားဒါတွေပေါ်လဲမူတည်တာပေါ့နောက်က scale scale ဆိုတာကျတော့ခုနကလို့ OW ကဥမာတက်မိတ်ကအခုမှ new ပေါ့ဗျာ new COC ပေါ့ new COC ဆိုရင်ဒါသူ scale ကအခုအခုလက်ရှိမောင်းနေတဲ့အဥမာတက်မိတ်3လေးကောက်တက်ပြီးသားရဲ့လူရဲ့ scale တက်စားရင်တော့နည်းပါပဲလीနည်းပါပဲဆိုတော့သူ့ကိုစိတ်ချတယောက်လေးဆိုးလောက်ောက်ထားဖို့ဆိုတာစိတ်ချလို့မရဘူးပေါ့နော်ဒါ အဲ့လိုမျိုးဆိုရင်ဒါကိုက solo ကမထားဘူးသူ့ကို duty နဲ့တွဲပေးထားမယ်ပေါ့အဲ့လိုမျိုးပြီး equipment တွေရဲ့ facility equipment တွေတချို့ equipment တွေကအရန်ကောင်းနေဗျာဟိုအကုန်လုံး data ပေါ်နေတာမျိုးမတချို့ equipment တွေကြတော့နည်းနည်း model out တော့ကျွန်တော်တို့အဲကိုလိုချင်တဲ့ equipment တွေကိုမရနိုင်ဘူးပေါ့အဲ့လိုမျိုးခြေအနေလည်းဖြစ်လာနိုင်တယ်ပေါ့နော်နောက်တစ်ခုကအဲ့ဒါဆို duty of lookout တွေကဘာတွေလဲတဲ့ duty of lookout တွေကဘာတွေလဲဆိုတော့ duty of lookout တွေကအကို open sea ပေါ့ open sea ထဲမှာဆိုရင်ကျွန်တော်တို့ light တွေ shape တွေ အဲတမောမီးတွေမြင်တယ်တမောမှာထုံးနေတဲ့မီးတွေမြင်တာလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်လေဟိုလိုက်ဟောက်တွေပေါ့ဥမာကျွန်တော်ကန်ယူဒနာမှာဆိုရင်လိုက်ဟောက်တွေဖြစ်နေအောင်မြင်တယ်ဗက်ဆယ်တွေမြင်တယ်ပြီးတော့အခြား object တွေပေါ့မျောနေတာမျိုးတွေမြင်တယ်ဆိုရင်ကျွန်တော်တို့ဒါ Julie Officer report လုပ်ပေးရမှာပေါ့နော်တကယ်လို့ကျွန်တော်တို့က RV visitor visibility တွေမှာဆိုရင်တော့ကျွန်တော်က force signal တွေတီးမယ်အဲ့ဒါစီကြားရင်လည်းကျွန်တော်တို့ report လုပ်ပေးရမှာပေါ့နောက်ဆုံးကြရင်တင်မော့ရှုပ်နေတယ်ဥမာတင်မော့ရှုပ်နေတဲ့အချိန်မျိုးဆိုရင်ကျွန်တော်တို့ resort collision ဘယ်ကောင်နဲ့ resort collision ရှိနေလဲ အဲ့လိုရှိနေတဲ့ light တွေ vessel တွေကိုကျွန်တော်တို့ report လုပ်မယ်ပေါ့ကိုယ်နဲ့လုံးဝတိုက်ခိုက်နိုင်ဖို့မရှိတဲ့သင်္ဘောတွေကြတော့ကိုရီးယားကိုယ့်ရဲ့ဆုံးဖြတ်ချက်နဲ့ပဲအဲမပြောတော့ဘူးပေါ့နော်ဒါကပြောချင်တယ်ဆိုလဲကိုကဒီသင်္ဘောတော့တွေ့တယ်ဒါပေမဲ့ကျွန်တော်တို့ ROC မရှိဘူးပေါ့အဲဒါမျိုးပေါ့နော် resort collision ကိုကျွန်တော်တို့ကအတူကောင်း ROC လို့ခေါ်တယ်ပေါ့နော် ROC resort collision လို့ခေါ်တယ်နောက်က disrupt ဖြစ်နေတဲ့တင်မော်တွေ aircraft တွေတင်မော်ပြက်တွေဒါတွေကိုလည်းကျွန်တော်တို့သိချာကြည့်မယ်ပေါ့နော်ဒါကိုပြောတာနောက်တစ်ခုကကျွန်တော်တို့ all available available mean ဆိုတာဘာကိုပြောတာလဲပေါ့နော် available mean ဆိုတာကျွန်တော်တို့ကျွန်တော်တို့မြင်နေရတဲ့ inside of one another တဲ့ဆိုရင်ကျွန်တော်တို့ visually ကြည့်မယ် binocular နဲ့ကြည့်မယ်အဲဒါအပြင်ကျွန်တော်တို့ radar နဲ့အသုံးပြုပြီးတော့ကျွန်တော်တို့ look out လုပ်လို့ရတယ်ဒါတွေ available mean နောက်ဆုံး show လာတဲ့ information တွေကျွန်တော်တို့ VDS ကလမ်းခေါ်တာမျိုးတွေအခြားသင်္ဘောကကျွန်တော်တို့လမ်းပြီးတော့ information ပေးတာမျိုးတွေဒါတွေကိုလည်းနားထောင်အောင်မယ်အကြေး clear visibility visibility ကအရန်ယူကောင်းနေရင်တော့မှကျွန်တော်တို့ညဘက်တို့ဘာလို့မှဆိုလဲကျွန်တော်တို့ radar သုံးမယ်ပေါ့နော်ဒါတွေဒီသဘောဒါ all available ရနိုင်တဲ့မြန်နီးတွေနဲ့ကျွန်တော်တို့ look out လုပ်မယ်ဆိုတော့ပြောပြတာပေါ့နော်အဲနောက်တစ်ခုကကျွန်တော်တို့ bad look out ဘယ်လိုမျိုးတွေက bad look out လဲပေါ့ visual look out မလုပ်ဘဲနဲ့ radar ကိုပဲအားကိုးတာပေါ့သူတို့အပြင်လုံးကမကြည့်တော့ဘူးဗျာပြောချင်တာအပြင်မှာအပြင်မျိုးလုံးနဲ့လုံးဝမကြည့်တော့ဘဲနဲ့ radar မှာရှိတဲ့ target တွေကိုပဲသူက look out လုပ်နေတာဒါမျိုးတွေပေါ့နော်ဒါတွေက bad look out ပေါ့ နောက်တစ်ခုကကျွန်တော်တို့ဗက်ဆယ်ရဲ့ equipment တွေကိုတေချာမစောက်ကြည့်မစစ်ဆေးတာပေါ့ပြောရင်ဒါကျွန်တော်တို့ equipment အလန်းနေလားနေလား तू မသိဘူးကျွန်တော် equipment GPS position တွေမှားနေလားဒါတွေဆိုလည်း तू မသိဘူးအဲသဘောပါပေါ့နော်အဲအဲ့အဲ့လိုအခြေအနေမျိုးကိုကျွန်တော်တို့ဒါကိုပြောတာပေါ့နော်အဲဆိုတော့နောက်တစ်ခုကကျွန်တော်တို့ no no ကြကြမရှိပဲတဲ့ auto pilot ကိုယုံလုံလွန်းတာတဲ့ တို့က auto pilot နဲ့ကျွန်တော်တို့ AB တွေဆိုရင်သိပါတယ် week end နဲ့ကျွန်တော်တို့ auto pilot ထားတာလေဒါပေမဲ့အဲ့ဒီ auto pilot ကတကယ်ကောကျွန်တော်တို့ထားတဲ့ course time သွားနေလားပေါ့နော်ဒါတွေအကုန်လုံးကျွန်တော်တို့ကစောက်ကြည့်ရမလန်းလာနေလားပါလားပေါ့နော်ဒီ course time မသွားဘဲနဲ့အရင်ကြီးဒီ course ကိုမရောက်ဘဲနဲ့တခြား course မှာ current ထိုးနေဆိုတခြား course ကိုသွားနေတာမျိုးပေါ့နော်အဲ့ဒါမျိုးဒါကိုကသတိထားမယ်ပေါ့နောက်တစ်ခုကကြောက်ချထားခြင်း protocol လောက်ကမထားအောင်များသောပြကြောက်ချထားခြင်းက protocol လောက်ကမလောက်ကြဘူးပေါ့နော်ပြောကြမယ်ဆိုရင်ဥပမာ strong type တိုက်ကလည်းအရင် strong ဖြစ်နေတဲ့အချိန်တွေပြီးတော့အခြားသမော်တွေဖြတ်သွားတဲ့အချိန်ဆိုရင်ကျွန်တော်တို့ပို့ပြီးတတိထားရတယ်။တို့အနီးနားရောက်လာတယ်ဆိုရင်ကျွန်တော်တို့ဟိုဒီနေ့ကပြောသလိုမျိုး interaction ပေါ့နော် interaction ဖြစ်နိုင်တယ်။ပြီးရင်ကျွန်တော်တို့ဥပမာကျွန်တော်တို့အရှိရဖြတ်တာမျိုးဆိုရင်ကျွန်တော်တို့ကြောက်ပေါ့ကျွန်တော်တို့ကြောက်ကို chain နေပေါ့နော် chain နေကိုတိုက်သွားမလားပေါ့ဒါတွေအကုန်လုံးကိုကျွန်တော်တို့တတိထားရမယ်ပေါ့နော်အဲ့ဒါပြောနောက်တစ်ခုကကျွန်တော်တို့ full appraisal of the situation ျွန်တော်တို့အခုရှိနေတဲ့ bridge ပေါ်မှာရှိနေတဲ့အချိန်မှာရှိနေသမျှရှိနေသမျှတစ်ချိန်လုံးမှာကျွန်တော်တို့ situation ကို appraise full appraisal လုပ်တာဂရုစိုက်ပြီးအားလုံးကို attention ထားတာပေါ့နော်အဲ့လိုသဘောအခုလက်ရှိကျွန်တော်တို့တင်ပေါ်မှာဘာတွေဖြစ်နေလဲဒါကို pay attention လုပ်အောင်နောက်ဆုံးတကြီးနဲ့တကြီးနဲ့ကြီးမိတ်နဲ့ရန်ဖြစ်နေတာထိုးနေလားဒါမျိုးကအဆပေါ့နော်ပြောရမယ်ဆိုရင်အဲဒါတွေအကုန်လုံးသတိထားနေရမယ်ပေါ့နောက်ဆုံးမှ steering gear ကျွန်တော်တို့ steering gear ကျွန်တော်တို့ steering gear ကောင်းလား ော့ auto pilot အာ auto pilot လောက်လွတ်ထားပါရဲ့ auto pilot ကိုကြည့်မနေဘူးဒါမျိုးပေါ့နောက်ဆို gyro compass ကျွန်တော်တို့အခုကြည့်နေတဲ့ gyro gyro compass ကရောကျွန်တော်တို့ကြည့်တဲ့ဘယ်တွင်နဲ့ပန့်နေလား gyro compass မှာ error တက်နေလားပြီးကျွန်တော်တခြားသော navigation equipment တွေရှိမယ်ဥပမာအခု case ဆိုရင်ဒါ adis ပေါ့နော်ကျွန်တော်တို့ electronic chart display ရှိမယ်အကောင့်ရှိမယ် adis ဒါအများဆုံးသုံးကြတယ်ဒီ navigation equipment တွေကရောပုံမှန် working condition မှာရှိလားပေါ့ဒါတွေအကုန်လုံးကျွန်တော်တို့သိရမယ်ပေါ့နော် နောက်တစ်ခုကကျွန်တော်တို့မိမိတို့ကျွန်တော်တို့ကစကမိတ်ကကိုဆွဲထားတယ်ဆိုရင်ကျွန်တော်တို့ကိုစလိုင်းကကျွန်တော်တို့များသောအားဖြင့် edit ပေါ်မှာပေါ်နေမယ်။ဒီခါကျရင် reader နဲ့ချိန်ထားလိုက်တဲ့ချိန်ကျရင်ကျွန်တော်တို့ reader မှာကျွန်တော်တို့ course ကပေါ်နေမှာပေါ့နော်။အဲ့တော့အဲ့ဒီ course ပေါ်မှာကိုကျွန်တော်တို့ကတကယ်လို့ရှိနေလား။ဒါပေမဲ့ဘယ်ဘက်ရောက်နေလားညာဘက်ရောက်နေလားဆိုတာကကျွန်တော်တို့ဘယ်ဟိုပါနေလားညာဟိုပါနေလားဒါတွေကအစားကျွန်တော်တို့က situation တစ်ခုလုံးကိုကျွန်တော်တို့ pay attention ထားပြရမှာပေါ့နော်။အဲ့ဒါကိုပြောတာပေါ့။အဲ့ဆိုတော့ဒါကကျွန်တော်တို့ rule 5ပေါ့နော်။ 不烦。